ဘုံဘုံဗျာကကျွန်တော်မိမနိုင်ငံရေးမိမဗျာဟောအဲ့တော့ငါနဲ့မဆိုင်ဘူးလေမေးခွင့်ပြုပါပါမေးခွင့်ပြုမေးခွင့်ကတော့ပြုတယ်ဟုတ်ကဲ့ဗျာဒါလည်းပဲဘုံဘုံကမဖြည့်ခြင်းမဖြည့်ခွင့်တော့ပြုဟုတ်ကဲ့ဟဲ့ဟုတ်အဲကျွန်တော်တိတော့ဟာဒီကျွန်တော်တို့ဒီနိုင်ငံရေးမှာပေါ့အခုမှဖြည့်ပြနေရဘုံဘုံကလည်းဘုံကြီးတပါးအနေနဲ့ပေါ့နော်အဲ့ချိန်မှာအေးဘုံဘုံကတော့ဘုံကြီးတပါးပေါ့နိုင်ငံရေးမှာဒီ ဖုံးအဲ့လိုမျိုးပေါ့ဖုံးကြီးတွေပါဝင်ပတ်သက်နေရပါခုဆိုဖြစ်ပြနေရတယ်ဖြစ်တယ်လေအဲ့လိုမျိုးဆိုဖုံးဖုံးအနေနဲ့အဲ့လိုမျိုးပါဝင်ပတ်သက်နေရအောင်ဖုံးဖုံးအနေနဲ့ဘယ်လိုမြင်လဲဗျာတကယ်လို့လေတကယ်လို့ဒါဘောဒီအဲဆရာတော်ဥပ္ပယာသူ ਨੇ နိုင်ခပြောမယ်ဆိုရင်သူဆိုရင်အဲ့လိုမျိုးနိုင်ငံရေးကိုသူကဝင်ပြောတယ်ပြောတော့ဒီကျွန်တော်တို့ဒီအပြင်လူတွေကသူ့ကိုနည်းနည်းဘောပြောကြတာပါလေဖြစ်တဲ့ဆိုရင်ရော ကျွန်တော်တို့အနေနဲ့ကြတော့သူ့ကိုသူ့ကိုအဲ့လိုပြောတဲ့အတွက်မို့ကျွန်တော်တို့ကန်ကြီးထိုက်တာအဲ့လိုမျိုးကိုဖြစ်နိုင်မှာလားအပြစ်ဘယ်လိုအပြစ်မျိုးဖြစ်နိုင်မှာလဲခင်ဗျာမိခွင့်ဖမုံပြုတ်လိုက်သလိုမဖြေခွင့်ရောပြုတ်မလားအဲဖုံးဖုံးအနေနဲ့ပါဆန်နဲ့အနေနဲ့ဘောနော်ဒီအဲ့လိုမျိုးဝင်ပါတာလက်ခံနိုင်လားမလက်ခံနိုင်လားသိကြလို့ပါခင်ဗျာတန်းဖမုံကအင်ဂျင်နီယာဖြစ်ခဲ့တာသိလားဟုတ် ဟုတ်ပြီနော်25နှစ်ကြာမှသာသနာဖောင်ရောက်လာတာဘုံဘုံပြောခြင်းနဲ့စကားလေးတခွန်တာနိုးဆွပေးတာပဲတာဖတာတွေးပြီးတာဖတာအဖြေထုတ်ပါစစ်တွေ့ရင်ကစားဘူးလားဟုတ်ကစားဘူးစာလေးတစ်ပုဒ်ရေးထားပါလေတနေ့တနေ့အဆုံးမှစကားထဲမှာရေးထားတဲ့စာလေးမနေ့ကတော့ဖတ်ပြလိုက်ပါလေတဲ့တာတို့သမီးတို့စစ်တွေ့ရင်ကစားဘူးလား ဟုတ်ပြီနော်ကစားမှုတဲ့သူကကစားမှုတဲ့မကစားမှုတဲ့သူကမကစားဘူးပေါ့ဘယ်နှကွက်ရှိလဲ10ကွက်ဖတ်တယ်ပါအကောင်လုံးပါအေး၄၈၈ဒီ64လေးသားကနိုင်ငံရေးလှုပ်ချင်တယ်မလှုပ်ပါနဲ့လို့ဖုံဖုံပြောရင်ဖုံဖုံလောက်မိုက်တယ်လို့ရှိသားကနိုင်ငံရေးမလှုပ်ချင်ဘူးဖုံဖုံကမလှုပ်ပါနဲ့လို့ပြောရင်ဖုံဖုံလောက်မိုက်တယ်လို့ရှိဟုတ်မလား သူ့ right နဲ့သူပဲယဟန်တန်ကကိုပြောတာမဟုတ်ဘူးနော်ဘာဖြစ်ဖြစ်သူ့လုံပိုင်ခွင့်သူ့ဖြစ်ခြင်းနဲ့ဆန္ဒနဲ့သူ့ right နဲ့သူပဲဒါကဖုံမုံရဲ့နှလုံးသွေးဒါနဲ့ဖုံမုံရောဝါသနာပါလားမပါဘူးလားဆိုတော့အဲ့ဒီစစ်တူရင်လေးပြောပြမယ်စစ်တူရင်မြင်ဘူးတယ်နော်ကစားရမကစားရခဏထားမှာ ဘီရှော့ဆိုရင်ဒေါင်းတန်းသွားတာလေ closing ဟုတ်တယ်မလားဟုတ်ဘီရှော့ဒေါက်ကာဆဲလ်ဆိုရင် straight သွားတာလေဟုတ်တယ်မဟုတ်ဆိုရင် elbow ကန်သွားတာခုံတယ်ဟုတ်တယ်မလားဟုတ်ဒါလေ T shape ပေါ့ကမင်းကြမှာ L shape ဖြစ်မှာထားပါကန်ဖမှုရေးထားတဲ့စာလေးဖတ်ပြမယ်ဒါတို့ໃຊတယ်လို့သဘောပေါက်အမီးတို့ໃຊတယ်လို့သဘောပေါက် လူဟာသူ့ရိုက်နဲ့သူဆိုတာတော့ဘုံဘုံပြောပြီးပြီเนาะဒါတန်အဲ့ဒီဟာတွေတော့ဘုံဘုံဝေလဲမဝေပါဘူးပါလဲမပါဘူးဘုံဘုံနေနေရောဆိုရင်ဘုံဘုံစိတ်แท้မှာငွေကလေးကဖြစ်ခဲ့တာလေးရှိတယ်တန်နိုင်ငံရေးဆိုလို့ပြောတာပါနိုင်ငံရေးဆိုရင်သာတို့ကွန်မြူနီလားဆိုရှယ်လစ်လားကက်ပီတယ်လစ်လားဒီမိုကရေစီလားဟုတ်တယ်မလား ဒီမိုကရေစီတော့ liberal လားဘာလားညာလားနေအဲ့ဒါဒီဘုံဘုံမသိဘူးနော်ဘုံဘုံသိတာလေငယ်ကလေးအချောင်းပြောရင်စစ်တူရင်ကစားတဲ့အခါအယုတ်ကလေးတွေကိုကိုကြိုက်သလိုရွှေ့ကြတယ်ဟုတ်တယ်မလားနေပညာမျိုးစုံနဲ့ရွှေ့ကြတယ်ဟုတ်လားအယုတ်တွေကကော်ဘတ်ယုတ်နဲ့လောက်တာလည်းရှိတယ်ကော်ယုတ်ပေါ့ အသားနဲ့လုပ်တဲ့အယုတ်လဲရှိတယ်ဟုတ်လားကြီးနဲ့လုပ်တဲ့အယုတ်လဲရှိတယ်ငွေနဲ့လုပ်တဲ့အယုတ်လဲရှိတယ်တတ်နိုင်လို့ရွှေနဲ့လုပ်တဲ့အယုတ်ပင် ဖြစ်ပါစေအောင်တော့သူ့ကစားကွက်64ကွက်အတွင်းကနေအပြင်ထွက်ကစားလို့မရအောင်ရှင်းမလား ရှင်းဘူးဗျာတန်အဲ့လိုဖြေတာကိုယေရှုတင်တယ်ဖုံဖုံအဖြေမပေးပါဒါဖုံဖုံစိတ်ဖုံဖုံငယ်ကလေးကဖြစ်ခဲ့တာစစ်တူရင်ကစားခံရတဲ့အယုတ်ဟာရွှေလိုတန်ဖိုးရှိတဲ့စိမ့်ချေထားတဲ့ရွှေရုပ်ဖြစ်အောင်တော့ဒီဧရိယာအတွင်းကထွက်လို့ရလားရပါဘူးဒါတို့အဲ့လိုအယုတ်ဖြစ်ချင်သလား ဒါသားတို့ right လေဖုံဖုံကတော့64ကွက်ထဲမှာမနေနိုင်ဘူးရှင်းလားသဘောပေါက်လား64ကွက်မှာပုံးဖြစ်အောင်တော့တကွက်ပဲရွှေလို့ရမယ်ဘေးချော့ဖြစ်အောင်တော့ကန့်လန့်ပဲတိုက်လို့ရမယ်ကားစင်ဖြစ်အောင်တော့စွိတ်ပဲသွမ်းလို့ရမယ်ဖုံဖုံ64ခွဲ့နဲ့တင်ကိုဘဝယူအပြီးမခံဘူး နားလည်မလားဟုတ်နားလည်ပါဘုံဘုံစိတ်ဘုံဘုံခံစားချက်ဘုံဘုံဒီအခုအချိန်နေအတိတရားနဲ့ဘုံဘုံပြောတာကျန်တော့ကိုရိုက်နဲ့ကိုဘသူမှမဝေပန်ဘူးကောင်းနေဆိုတယ်မပြောတတ်ဘူးကိုခွင့်ရနေကိုပဲဟုတ်မလားဟုတ်တယ်ပါဟုတ်ကျေးဇူးပါဗျနားမလည်ပဲနဲ့ကျေးဇူးတယ်နားလည်ပါတာတကယ်တော့နားမလည်ဘူးဗျာကျွန်တော်အဲ့လိုမျိုးပေါ့ ကယ်ဆိုရင်သူကဒီပေါ့ဖုံးကြီးဆိုရင်ပေါ့နော်ဒီခဏထားအဲ့ဒါခဏကိုယ့်အကြောင်းကိုပြောကိုယ့်အကြောင်းကိုပြောကိုယ့်အကြောင်းကိုပြောပါဟုတ်ကဲ့ဟုတ်သူ့ right နဲ့သူဆိုတာပြောပြီးပြီလေဟုတ်ကဲ့ဟုတ်ဟုတ်ပလန်တာကိုယ့်အကြောင်းကိုပြောပါဟုတ်ကဲ့တန်းဆိုရင်60လက်ခွေ၄ွက်ထဲမှာနေမလားအပြင်ထွက်မလားအပြင်းထမပါဗျာဒါသားသဘောပဲဟုတ် တန်းအပြင်ထွက်မယ်လို့ပြောတော့64ခွက်ထဲမှာကစားနေတဲ့သူတွေကိုအပြစ်ပြောသလိုရောက်မယ်အဲ့လိုလည်းအပြစ်ပြောတာမဟုတ်ဟုတ်လားဟုတ်ကဲ့တခုတော့ရှိတယ်ရွှေနဲ့လှုပ်ထားတဲ့စိတ်နဲ့လှုပ်ထားတဲ့အယုတ်ဖြစ်အောင်တော့အပြင်ထွက်လို့တော့မရတော့ဘူးနေကလေးကနေကလေးကအဲ့ဒီအတိလေးရှိတယ်ကဟုတ်မလားဟုတ်ကဲ့တင်ပါဗျာ ဟိုဘက်တယောက်ကျော်တန်းပြေးလိုက်တန်းတဘောပေါက်လာပြေးလိုက်တန်းခေါင်းညိုင်တာကိုတဘောကြလို့တန်းပြောတဲ့ကဲဟုတ်ပြီအဲငါဝါပေါက်ပါလေခင်ဗျာနေဟုတ်ပြီဒါပြတဘောပေါက်ပါလေခင်ဗျာတဘောပေါက်တယ်နော်ဟာတာတို့ကွာဒါဟုတ်ပြီအေးအေးအေးဒီဘက်တယောက်ဩဒီဘက်တယောက်သူလည်းခေါင်းညိုင်နေမသိရောဘာသိရောမာတယ်ဟုတ်လားဖေးရမခေါ်မဲ့ခေါ်တစ်ခွဲ့လုံးခေါ်ပါပေါ့ဘယ်။ဒါပြော။တဘောပေါက်တယ်ဖေ။ဟမ်။တဘောပေါက်တယ်။ ရှင်းပြလို့ရမလားဒါသဘောပေါက်တာ哦ဟာမရှင်းနဲ့စုပ်ကုန်နေမယ်တချို့ကိစ္စရှင်းမှစုပ်တယ်ဒါဟုတ်တယ်မလားဟုတ်တယ်ဘေးကျေးဇူးတင်ပါတယ်ဟုတ်ပြီဟုတ်ပြီအေးအေးဟုတ်ဟုတ်ရိုးရနံကိုးခွဲရာနဲ့လာပြန်ပြီအဲ့ဒါမမေးနဲ့ဒါအဲ့ဒါမမေးပါနဲ့တောင်းပန်ပါနဲ့အဲ့လိုမျိုးအချိန်မပေးနိုင်ဘူးဘုံဘုံကတကယ်ကိုဘာသိချင်ကြတာတော့ဆိုတာအေးဟုတ်ဟုတ်တမ်းပေးလိုက်နော်အဲ့ဒါမျိုးနဲ့အချိန်ကိုမခံနိုင်လို့ပါအေးဟုတ်ပြီတမ်းပေးလိုက် စိတ်ဆိုးတဲ့ဝန္ဒနာမပါဘူးတော့ပြောရမှာပဲ